ိုင်းစစ်စကရာဇဝတ်ကိုင်းစစ်တက်လို့ဖြစ်ပြီးတော့အေအေကတကယ်အာ professional စစ်တက်သူတို့လုံနေလုံဟာနေက professional စစ်တက်တစ်ခုရဲ့လုတ်တဲ့လုံနေလုံဟာနေကျွန်တော်တို့တွေ့ဟုတ်အဲနောက်တစ်ခုကျတော့အေအေမှာမဟာဗျူဟာရှိနေတယ်လို့တို့တွေ့တယ်သူတို့လုံနေတဲ့ဥစ္စာအရှိအနောက်နဲ့တခါချိတ်ဆက်ပြီးတော့လေတကယ်သူတို့ရဲ့ plan တိုင်းသူတို့သွားနေတယ်ဆိုတာတွေ့ရတယ်ဟုတ်ပါဘူး ဆိုတော့အဲ့ဒီဥစ္စာတစ်ခုပါတယ်အပီးလည်းပြီးရောမဟာဗျူဟာလည်းရှိတယ်ဆိုတော့ပြီးတော့ပြီးလို့ရှိရင်တို့မှာပေါ့မဟာဗျူဟာရှိတဲ့အတွက်ကြောင့်မဟုတ်လို့နီးဗျူဟာပေါ့နော်နီးဗျူဟာနဲ့မဟာဗျူဟာနဲ့အများအားဆက်ဆက်ပြီးတော့သူတို့လုံနေတာအအရန်အသွားတွေ့ရပြလဲပြီးတော့ဘာကြောင့်သူတို့အခုအများအားအောင်မြင်လဲဆိုတဲ့အခါမှာကျမအရင်တုန်းကပြောသွားတယ်အရင်တော့ဟိုကျမတို့အရင်ပထမဆုံးလုပ်တဲ့တုန်းကလေအဲ့ဒီစိတ်ရေးဆိုင်ရာအခြေခံမူရကိုကိုရဟုတ်ဥစ္စာနဲ့သူတို့ပြည့်စုံနေတယ် အရင်ပြည့်စုံတယ်ဆိုပထမဆုံးပြောတာကြောက်ပြည့်ရည်ရွယ်ချက် right ဒီ number number တက်ကရည်ရွယ်ချက်သူတို့မှာခိုင်ခိုင်မာမာရှင်းရှင်းလင်းလင်းရည်ရွယ်ချက်ရှိတယ်ဟုတ်သူတို့ရည်ရွယ်ချက်ဆိုတာလူတိုင်းသိတယ်ဟုတ်သူတို့ရဲ့စစ်သားတိုင်းလည်းသိတယ် right ဆိုတော့အဲ့ဒါဟာအဲ့ဒါအရင်ကြည့်ရယ်ဆိုဘာလို့ ਆ မလဲဆိုတာသူတို့သိတယ်ဒီလေပြောခုနကကိုထက်မြက်ပြောသားတော့ပဲသူကခံစစ်က အကောင်ဆုံးခံစစ်ကထိုးစစ်ဆိုတဲ့ဥစ္စာသူတို့နားလေတယ်ထိုးစစ်ဆိုမရရတဲ့နည်းနဲ့ခံစစ်ကနေထိုးစစ်ကိုအမြဲတမ်းပြောင်းနိုင်အောင်သူတို့လုပ်သွားတယ်ဟုတ်တယ်ဆိုရင်ဟုတ် right so that number 2 number 2 at who is it no now number 3ကျတော့ super in a ဟုတ်တယ် super in a super in a ဟုတ် super ရရန်ကောင်းနေ right သူတို့မှာအခုဆိုလို့ရှိရင်သူတို့က professional ဖြစ်တဲ့အတွက်ကြောင့်မလို့လေတခြားမဟာမိတ်တွေကအများကြီးသူတို့နဲ့တိုက်ချင်တယ် တို့နဲ့စုပေါင်းလုပ်ချင်တယ်ဟုတ်လဲဆရာ။ဒါရီတို့နဲ့စုပေါင်းလုပ်ရဲ့ဥစ္စာတို့ကိုဂုံးယူရဲ့။ဟဲ့ဆိုတော့တို့တက်ဒီစုပေါင်းအင်အားဆိုတာပို့ပြီးတော့တို့ရနိုင်။ဟုတ်။အဲ့ဒါ number 3 right oh number 4ကြတော့တက်အင်အားချွေတာခြင်းတို့ဘယ်အချိန်မှချွေဘယ်တက်ကိုချွေတာရမလဲဆိုတော့တို့နားလေ။နားလေဟုတ်ဟုတ် နည်းနည်းလေးဆုတ်ထားလိုက်တယ်ပြီးတော့မှသူတို့ဆွဲခေါ်လိုက်တယ်ပြီးတော့မှသူတို့ချအဲ့လိုမျိုးကြီးပေါ့နော်ချွေတာချင်းစဉ်းနံပါတ်၄နံပါတ်၅စီရလလစွာလှူရှာမှုဘာလို့သူတို့ခုနပြောသလိုမဲ60အရာကင်လုံးသူတို့ပိုင်နာပြီဆိုတော့သူတို့ရဲ့ဟိုဘာလဲ maneuverability ဘာနော် maneuver လောက်ရတာနော်ဒီလှူရှာမှုကအရင်မဲ့လွတ်လပ်တယ်အရင်မဲ့လွတ်လပ်တယ် ။အဲ့နောက်ပြီးတော့သူတို့ကအဲ့ဒီ maneuver ရဖို့အတွက်ကလေသူတို့ကဟိုနင်းပေါ့နော် security perimeter ဟိုအများဆုံးတခြားမဟာမိတ်တွေနဲ့နေရပူပေါင်းပြီးတော့လုပ်တယ်။ဟုတ်တယ်။ So အဲ့ဒီဥစ္စာကလေကိုယ့်ရဲ့ maneuverability ကိုပို့ပြီးတော့တိုးတက်စေတယ်။ဟုတ်ဟုတ်ပဲလှရှာမှုကိုပို့ပြီးတော့တူတက်စီတယ်။ဘာလို့ကောမဟာမိတ်ညာလာလေးလေးမဟာမိတ်တွေ ਨੇ ဒီဒီလှရှာရတာပို့ပြီးတော့ဟုတ်ပါလေလွယ်ကူလာလေလှရှာရဥစ္စာလွယ်ကူလာ။ အဲ့နောက်နောက်ဆုံးနံပါတ်6ကြတော့เนาะပေါင်းစည်းကုတ်ကဲမှုဟုတ်ကဲ့ဆုံးဟုတ်ပေါင်းစည်းကုတ်ကဲမှုဘာမှပြောစရာမလိုလူတိုင်းသိတယ်ဟုတ်တယ်ပေါင်းစည်းကုတ်ကဲမှု right နောက်တစ်ခုကြတော့နံပါတ်7ကြတော့လုံခြုံရေးလုံခြုံရေးဟုတ်ဆုံးလုံခြုံရေး operational security upsec အရန်ကောင်းနေအခါမှမကြဘူးနောက်ဆုံးကြတော့မှသူတို့ပြောတော့မှသိ right ပတ်ကွဲတာမရှိဘူးဟုတ်ဟုတ် လုံးကျုံအဲလုံးကျုံကောင်းတဲ့အခါကျတော့เนาะဒီ operation security ကောင်းတဲ့အခါကျတော့ number 8 elite တိုက်ခိုက်မှုအောင်မြင်တယ်ဆိုတော့ elite တိုက်ခိုက်မှုအများကြီးလုပ်လို့ရဟုတ်ဟုတ်အပီလေပီရောနောက်ဆုံး number 9ရကြတော့ရိုးရှင်းမှုဟုတ်ရိုးရှင်းမှုဆိုတာသူတို့ရဲ့ခုနအဲ့ဒါအုပ်ကရည်ရွယ်ချက်နဲ့ပြန်ပြီးတော့ကြိုက်နေသူတို့ရဲ့ရည်ရွယ်ချက်ကရိုးရိုးရှင်းရှင်းတိတိကျကျခိုင်ခိုင်မာမာရှိတယ်ဟုတ်ရှိတယ်ဆိုတော့ အဲ့ဒီကိုကျက်နဲ့ပြန်ပြီးတော့သုံးချပြီးတော့အေးအေးကိုပြန်သုံးသက်လိုက်တယ်ဆိုတော့အားလုံးကသူတို့ကအဲ့ဒီဥစ္စာလိုက်နိုင်ဟုတ်ဟုတ်အားလုံးပြည့်စုံဟုတ်တယ်ဟုတ်အဲ့ဒီဥစားနဲ့နောက်ခုနပြောတဲ့ professionalism နဲ့နော်သူက professionalism ရှိတယ်အာစစ်တီတော်ရဲ့ professionalism ရှိတယ်နောက်ပြီးတော့မဟာဘီဝါသူကမဟာဘီဝါရှိတယ်ညာဆိုတော့ကြောင့်မလို့အေးအေးအောင်နေဟုတ်ဆိုပါ